တွေကတော့ခိုင်းနေပါပဲတကြံထုတ်ကတော့တကယ်ကောင်းတယ်ဂျွန်တို့ရဲ့ဖရိုနီကာကဝမ်ချမ်ပီယံရှစ်မှာနှစ်ပွဲဆက်တိုက်နိုင်ခဲ့တဲ့ဘရူရဲ့ဂျူနီယာဖိုက်တာဆိုတဲ့ဖိုက်တာမလေးကိုပြတ်သက်ထိုးလိုက်တော့ဘရူဘက်ကပဲကျင်နေတော့မလဲဥကမလေးလည်းနင်နာရီပါရဆုပ်ပြတ်သက်ဆေးရုံမှာ၃ရက်လောက် တက်လဲရတယ်ဆိုတော့ခံပိတ်တဲ့ရင်ထဲမှာဆူဆိုက်တယ်လို့ခံစားနေရတာပေါ့အဲ့ဒါနဲ့ပဲသူတို့ကပရိုနီကာကိုဝက်ချမ်ပီယံရှစ်မှာ ရှုံးဝမရှိတရှိတဲ့နမဲကြီးချမ်ပီယံဖြစ်တယ်ကြောက်ကြလေးတယောက်လိုတတ်မှတ်တဲ့ပက်ချီယာနဲ့ ထိုးပေးဖို့ YS CEO ချက်ထရီကိုတောင်းဆိုနေကြပါပြီ။သူတို့ရဲ့ junior လေးကိုအလဲထိုးတာတော့သူတို့ဘက်ကလည်း Time Fighter နဲ့ Pronica ကိုပြန်ပြီးစုမခိုင်းချင်နေကြတာပါ။ပချီရလို့ပက်ဖလင်းတို့တမပြီးသူ့လိုပုံနဲ့သူ Fighter နုနဲ့မှ Pronica ကိုထိနိုင်မယ်ဆိုပြီး Tablet တွေကကြီးရတောင်းဆိုနေကြတာပါ။တကယ်တော့ stem factors လေးရှိရှိပါသေးတယ်ဒါပေမဲ့ stem factors ကကထူးထက်ရာကတော်တော်ဆူးနေတော့ပွင့်ပြထူးထောင်ကြေကြတော့ပါဘူး ပကြည်ကြကတော့လက်ရှိမှာနာမည်ကြီးစုချန်ပီယံပေါ့မက်ချမ်ပီယံရှစ်မှာခုနှစ်ပွဲထိုးပြီးခုနှစ်ပွဲလုံးနိုင်ဒီပွဲဒီပွဲကအန်ဒဲထိုးတီကီယူနဲ့နိုင်ထားတာဆိုတော့သူ့ရဲ့နောက်ကပါဝါကတော့ချန်တယ်ချက်ချက်လေးလိုတတ်မာရဲဆိုတာပူပြောရမို့အဲ့ဒါကြောင့်ဘရိုနီကာနဲ့ပကြည်ကြကိုပြစ်ထွေပြီးစုံမခိုင်းချင်နေကြတာတော်တော်လေးကိုချန်နတ်ပါတယ်ဒူဘဲဖိဖိစ်နော်ရယ်ဘရိုနီကာက fashion 2.0ကိုတနန်နန်လုံးကပရစ်တဒင်းတွေ့မြင်မိတာဖြစ်မှာပါ ဒရိုနီကာကတော့ဒူနဲ့ပဲမဆိုရှင်ဆိုင်မှုသင့်ပါပဲ။ဆက်ဖီရောသာကောင်းမှုနဲ့ပုံဝင်ခြင်းနဲ့စနစ်တကျလက်ချင်းနှစ်စနစ်ပိုင်းတွင်ဆာဖြစ်သွားရင်ကျွန်တော်တို့ဒရိုနီကာလည်းချန်ပီယံနိုင်ငံမှုရောက်မှသိကြပါပဲ။ဒရုပြောရဖက်ကြီးကြကကစ်ပေါ့စင်ချန်ပီယံဆိုပေမဲ့မွေထိုင်းနဲ့ထိုးတာဆိုတော့ခမ်းတဲ့ဘမ်းစဖြစ်သွားနိုင်ပါလေ။ဝက်ချက်မျိုးရှိကကွဲတော်တော်များများကပဲ time printer တွေတောက်ဆိုလာမြန်စီစဉ်ပေးတတ်တာဆိုတော့ကြောင့်ကြည့်ရမှာပါပဲ။